အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောဒါကျွန်တော်တို့ညီလေးညီဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒါကျွန်တော်တို့လက်ရှိအခြေအနေရနောက်ဆုံးသတင်းတွေရဆိုရင်တော့ဒါကျွန်တော်တို့ဖူဟန်နဲ့ချက်ဆီနဲ့ကမြန်မာစန်ဒေါ်ဂျင်း9နိုင်ွယ်ဒါကျွန်တော်တို့ကံမှာဖြစ်ပါတယ်ဒါဖူဟန်ရဲ့ဒါကျွန်တော်တို့ဖူဟန်ရဲ့အင်ဂွဲမှာကံဖြစ်လို့ကျွန်တော်ချက်ဆီတက်ကဒါကျွန်တော်တော်တော်လေးကိုဒါခက်ခဲမဲ့ပွဲစဉ်တွေကတပွဲလူ ျွန်တော်တို့ပြောလို့ရပါတယ်အဲလက်ရှိမှာဒါကျွန်တော်ဖူဟန်အသင်းနေနေတာကျွန်တော်ချယ်ဆီအသင်းကိုဘလူးရင်ဆိုင်မလဲဆိုတော့တော်တော်လေးကိုဒါကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းနေတာကျွန်တော်တို့အခြေအနေတကူကိုဒါကျွန်တော်တို့မြင်ရမယ်လို့မြင်နေတယ်ဘာလို့ဆို ချက်စီးတဲ့အခုလက်ရှိမှာဒါကျွန်တော်အိမ်ငွဲမှာလီဂီယာဝါဆော့ကိုရှုံထားခဲ့ပြီးနောက်ပိုင်းမှာပြစ်တက်တည်နေအခုလက်ရှိအန်ဆိုမိုရက်စ်ကနဲ့ပတ်သက်ပြီးတော်တော်လေးကိုပေါက်ကွင်းနေဖြစ်တယ်။မနစ်ကတကယ်တမ်းတကယ်တမ်းအချိန်ကြီးပြန်ကြည့်မယ်ဆိုရှက်ရှက်တောက်ဖြစ်ခဲ့တဲ့ဒါကုပါမာတယောက်တောင်မှအခုလက်ရှိမှာတော်တော်လေးကိုဂျင်းဆုံးကြနေတာကအန်ဆိုမိုရက်စ်ကရဲ့လက်ချက်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်သွားတာရှိတယ်။အဲ့တော့ကျွန်တော်ကိုယ်တိုင်ဒါဒီနေ့မှာဒါချက်စီးတဲ့ကိုဒါတပွဲပြီးတပွဲတရွေပြီးတရွေသွားပြီလို့ကျွန်တော်ထင်ထားခဲ့ပေမဲ့ဒီနေရာမှာဒါကျွန်တော်တို့ ပြဿနာကအန်ဆူမိုရက်စ်ကအဲ့လောက်ပဲကောင်းပါတယ်ဆိုတော့ကျွန်တော်မိသွားတယ်။အန်ဆူမိုရက်စ်ကလည်းခုလက်ရှိမှာကျွန်တော်တို့တပွဲကတပွဲပြီးတပွဲဒီတပွဲတက်ရှေ့ကိုဒါကျွန်တော်မစင်းစားတတ်တဲ့အနေထားတစ်ခုကိုရောက်လာခဲ့ပြီးတော်တော်လေးကိုဒါကျွန်တော်တို့သိပ်ပြီးတော့ဟို mind ပါဒါကျွန်တော်တို့ open mind တဲ့သိပ်မဖြစ်တဲ့နာနီးပြတယောက်ဖြစ်လာခဲ့တယ်ပေါ့။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ကိုပါမနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အခုလက်ရှိမှာဒါအခု Chelsea အသင်းရဲ့တိုက်စစ်ပိုင်းကဒါကျွန်တော်တို့ဂိုးပေါက်ပျောက်ဆုံးမှုတွေအခြေအနေတွေကဒါကျွန်တော်ထင်တာထက်ပိုပြီးတော့ဒါကျွန်တော်ပိုပိုပြီးဆိုးလာခဲ့တာကိုတွေ့ရမယ်။လက်ရှိမှာအရင်တော့ကဒါကျွန်တော်တို့အရင်တော့ကဒါကျွန်တော် Chelsea အသင်းနဲ့ဒါကျွန်တော်တို့ ဟိုတန်အားလူစင်းကိုဒါကျွန်တော်အကြောင်းပြလို့ရခဲ့ပေမဲ့အခုလက်ရှိမှာတကယ်နဲ့ပြန်စစချင်းမှာဆိုတကယ်တဲ့အရေးပါတယ်ကစားသမားမှာဆို Wesley Fofana တယောက်ကလွင် Chelsea အသင်းကလူပြန်ဆုံလာခဲ့ပြီဒီလိုလူပြန်ဆုံလာခဲ့တဲ့အချိန်တွေမှာတော့ Chelsea အသင်းရဲ့လက်ရှိနီးပြဖြစ်တဲ့ Enzo Moreska ကအသင်းကိုတာဝန်ယူနိုင်စွမ်းကအင်မတန်မှအားနေနေသေးတဲ့အတွက်ကြောင့်ပရိသတ်တွေကြားထဲမှာ ဝေဖန်မှုတွေကတော်တော်လေးကိုပြင်းထန်နေတယ်လို့ပြောလို့ရမယ့်အနေထားတစ်ခုပါပဲ။တစ်ဖက်ကတော့ကျွန်တော်ဖူဟန်အသင်းတွေနဲ့ပြန်ကြည့်မယ်ဆိုတော့ဖူဟန်အသင်းရဲ့မာကိုဆေးဗာကလုံးဝဒါကျွန်တော် AC ဖြစ်ဖြစ်နှိမ့်နှိမ့်လေးဆိုတဲ့တကယ်အသင်းတိုင်းပဲ။ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ဒါဖူဟန်အသင်းတွေနဲ့နိုင်ခဲ့မယ်ဆိုတော့ကျွန်တော်ရမှတ်50မှတ်နဲ့အတူဒါကျွန်တော်အဆင့်6လောက်ထိတက်လှမ်းနိုင်မှာဖြစ်ပြီးတော့ Chelsea အသင်းနဲ့တော့3မှတ်လောက်ပဲ qualify နေထားမှာဖြစ်သွား၏။အခုလက်ရှိ Chelsea အသင်းတွေနဲ့အခုလက်ရှိရလတ်အတိုင်းဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာတရေရလတ်တစ်ခုတောင်မှမစွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင်တော့ဒါတော်တော်လေးကိုအခြေအနေရပြောစရာဖြစ်သွားမှာ။အဲ့တော့လက်ရှိမှာဒါ Chelsea အသင်းနဲ့နောက်ဆုံး conference Premier League ကိုအာရုံစိုက်တယ်ဆိုရင်တော့မှ ကွန်ဖရင့်လိမှာ Chelsea အသင်းနဲ့နောက်ဆုံးနိုင်ခဲ့မယ်ဖလားရခဲ့မယ်ဆိုရင်တော့ Europa League ပဲဝင်မှာဖြစ်ပါတယ်အဲ့တော့ Chelsea အသင်းနေနဲ့အခုလက်ရှိအနေထားရဒီလိုမျိုးရမှတ်ကြီးကတော်တော်လေးကိုဆိုးရွားလာခဲ့တယ်အခုလက်ရှိချိန်မှာ Chelsea အသင်းက Aston Villa Northern Forest နဲ့တာရမှတ်အားဖြင့်ပြန်ကြည့်မယ်ဆိုရင်တော့ဒါသုံးမှတ်တတိကွာတယ်ဒီနေ့မှာ Fulham ကိုနိုင်မရမယ် Fulham ကိုမနိုင်ဘူးဆိုတော့ဒီနေ့ဒါကျွန်တော်တို့ Chelsea အသင်းနဲ့ကျွန်တော်အစ်စ်ခွန်းနဲ့နေရာနဲ့ဒီတစ်ပတ်မှာပိတ်သိမ်းသွားဖို့အတွက်ဒါကျွန်တော်တတ်ဆိုတော့ Chelsea အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့မဟုတ်တဲ့ဥစ္စာကိုဆွတ်ဆက်ပြီးအာယုံသွားဆိုင်တဲ့ပြဿနာတော်တော်လေးကိုကြီးမားလိမ့်မယ်နဲ့ Chelsea တဲ့ Conference League ကရမယ်ဖလားတီချာတော့နေနေရှိတယ်။တစ်ဖက်ကဒါကျွန်တော် Real Betis တို့ Fiorentina တက်လာမယ်ဆိုတော့ Final မှာအနေနဲ့များခက်ခဲနေမယ်။ ဒါပေမဲ့ဒီနေရာမှာဒါကပြန်ကြည့်မယ်ဆိုရင် Chelsea တင်းနဲ့အခုလက်ရှိမှာ Chelsea ရဲ့ဒါအနာဂတ် plan တွေအတွက်ဒါပိုကောင်းတဲ့ better plan တွေအတွက်ဒါလာမယ့်နွေရာသီမှာပို့ပြီးတော့အရေးပါတဲ့အခန်းကဏ္ဍတစ်ခုမှာ Chelsea ကလုပ်ပြဖို့လိုလိမ့်မယ်။ဒါကကျွန်တော်ရဲ့အမြင်တစ်ခုပေါ့နော်။အဲ့တော့ Chelsea အသင်းအနေနဲ့ဒါကဘလို့မျိုးဒါကျွန်တော်တို့လုပ်ပြနိုင်စွမ်းရှိမလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။ဒီနေ့ပွဲစဉ်မှာ Chelsea အသင်းဒါအပွင့်လင်းဆုံးပြောရမယ်ဆိုလုံးဝလုံးဝအမှားခံလို့မရတဲ့အနေဒါတစ်ခု Chelsea အသင်းရောက်သွားပြီ။ဒါဘက်က Fulham အသင်းကတော့ရှင်းတယ်လက်ရှိ form ကြီးက Fulham အသင်းလည်းအရင်ကြီးကောင်းတဲ့အသင်းတော့မဟုတ်ဘူး။ဒါပေမဲ့ Fulham အသင်းနဲ့ဒါကြောင့်မ ထင်မှတ်ပေးနေတာကြောင့်လစ်ဗာပူးကို3-2နဲ့နိုင်တယ်စပါးကို2-0နဲ့တော့လက်ရှိမှာနောက်ဆုံးပြိုင်ပွဲဆုံးပြန်ကြည့်မယ်ဆိုတော့ဖူဟန်အသင်းကအသင်းကြီး3ပွဲမှာဒါ2ပွဲထိနိုင်ထားခဲ့ပြီးအာဆနယ်အသင်းကိုသာရှုံးထားခဲ့တယ်ခရစ်စတယ်ဘဲလစ်နဲ့ဘူးမော့ကိုရှုံးထားခဲ့တယ်ဒါပြောချင်တာလက်ရှိမှာချယ်ဆီအသင်းကနောက်ဆုံးပြိုင်ပွဲဆုံး3ပွဲမှာတပွဲနိုင်တပွဲရှုံးတပွဲသေရေဆိုရရလက်သွားအဲ့တော့ချက်စီးတဲ့ခုလက်ရှိပြန်ကြည့်မယ်ဆိုရင်တော့ပရီးမီးယားလိခြေစွမ်းနေမှာဆိုရင်ဒါကြားထဲမှာစပါးအသင်းကိုနိုင်ခဲ့တာလွင်နှစ်သိန်းလုံးအနေနဲ့ဒါကျွန်တော်နှစ်သိန်းလုံးကဒါစပါးအသင်းကိုနိုင်ခဲ့စပါးအလုပ်ကောင်မှုအကုန်လုံးနိုင်ကြတယ်ထားပါအင်း တော်ကြနာအဲ့တော့စပါအသင်းနေနဲ့အခုလက်ရှိမှာလာပြန်ကြည့်မယ်ဆိုရင်တော့ ဆိုတော့ဘာသိနေမို့ချက်စီးတင်းနေဒီနေရာမှာပြန်ကြည့်မယ်ဆိုရင်တော့လက်ရှိ form ရဆိုအရန်ကြီးကောင်းနေရနေဒါတော့မရှိဘူးချက်စီးတင်းနေခုလက်ရှိမှာ Legia Warsaw အဝေးကွင်းပွဲစဉ်ကလွင်နေတိုက်ဆက်ပိုင်းရတိတ်ပြီးအားရစရာမရှိဘူးစပါးနဲ့ပွဲစဉ်မှာတကူးသွင်းနေအဲ့ဒီပွဲစဉ်ကလည်း Enzo Fernandez ရဲ့အတွင်းကို Brentford နဲ့ပွဲစဉ်မှာဂိုးမသွင်းနိုင်ခဲ့ဘူးဒါကြတော့ Ipswich Town နဲ့ပွဲစဉ်မှာ2-2ဆိုရရလည်းနဲ့တည်ကြတယ်နောက်ဆုံးပွဲစဉ်မှာ1-2ချုံးခဲ့တယ်ပေါ့နော်အဲ့တော့ပြောချင်တာအရင်တုန်းကတော့ကျွန်တော်ကောင်းနေတဲ့ကိုပါမာ Jackson တို့လုံးဝပျောက်ဆုံးသွားခဲ့တယ်အဲ့ဒါရှိမှဒါကိုပါမာလည်းကိုပေါက်ပျောက်တော်တော်လေးကိုကြာနေခဲ့ဖြစ်ပြီးတော့ assist တော့ဒါပြန်တွေ့နေရတဲ့တောင်ပါဘူးဒါပေမဲ့ကိုပါမာ ားကိုဒါလက်ရှိမှာအန်ဆိုမိုရက်စ်ကမတုံးတက်တာတော်တော်လေးကိုစိုးတက်တယ်လို့ပြောလို့ရတယ်။မော်ရီယာပိုချက်တီနိုခစ်ကတော်မှာဒါကျွန်တော်ကိုပါမားကသူ့ဟာသူအဆင်ပြေတဲ့နီးနီးရှိသေးတယ်။အဲ့တော့ပထမတော့ဒါကျွန်တော်အကုန်လုံးကဝိုင်းပြီးချီကျူးကြရတယ်ဗောနော်။ဒါကျွန်တော်အန်ဆိုမိုရက်စ်ကလည်းလက်ရှိမှာဒါအဆင်နှစ်လောက်တည်းလည်းဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မကုန်းချီဒါပေမဲ့ဒီဘဲကဒီရှစ်တပွဲကလွင်ရှစ်ကိုအများကြီးကြုံကြည့်တယ်ပြဿနာကလည်းဒါကျွန်တော်ထင်တာကဘုတ်ဖွဲ့တွေရဲ့ pressure လည်းအများကြီးပါမတင်သူတို့အနေနဲ့ okay မင်း champion league ရတယ်ဆိုတာမရတယ်ဆိုတာငါတို့ follower လို့နော်ဘယ်လိုပဲဟာ super player တကူတော့ရအောင်ယူကွာဆိုပြီးတော့အမှန်တမ်းပြောမလက်ရှိ Chelsea ရဲ့ ဲ့လူစင်းကဒါကျွန်တော်တို့ conference league ကဒါ premier league ကနှစ်နေရာလုံးကိုအပြည့်အဝဒါကျွန်တော်ဟိုအပြည့်အဝဒါတာဝန်ယူလို့ရတဲ့လူစင်းတစ်ခုလို့လည်းကျွန်တော်အနေနဲ့ပုံကူကြီးရမြင်တယ်အဲ့ဒီနေရာမှာ chelsea ဘက်ကပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်အနေထားရဒါရွှေဖားရပြန်ကြည့်မယ်ဆိုရင်တော့ fulham အသင်းဘက်ကလည်းပြန်ကြည့်မယ်ဒါ chelsea ဘက်ကလည်းပြန်ကြည့်မယ်ဘယ်ဘက်ကပဲကြည့်ကြည့်ပေါ့နော်ကျွန်တော်အနည်းကြည့်ကြည့်အဝေးကြည့်ကြည့် ဖူဟန်တင်းတို့ကဒီနေ့ပွဲစမှာအရေးကြီးလို့ချက်စီတင်းတို့ကလည်းအရေးကြီးဒါပေမဲ့ဒီနေ့ပွဲစမှာသာဖူဟန်နိုင်သွားခဲ့မယ်ဆိုချက်စီလို့အသင်းမျိုးနဲ့တော်မှာဒါသုံးမှတ်ပဲခွာသွားမယ်ထားတကူဖူဟန်ရောက်သွားမယ်မာကိုဆေးဗာရတကယ်ကို life line တစ်ခုကြီးကိုအကြီးကျယ်ရသွားနိုင်တယ်မှာဒါဖူဟန်ကကြားထဲမှာဘုံမောက်ကိုရှုံးသွားလို့ဘုံမောက်ကိုသာမရှုံးဘူးအခုလက်ရှိမှာဒီနေ့ပွဲစမှာနိုင်ခဲ့မယ်ဆိုချက်စီတင်းကိုတော့ဒါဖူဟန်ကကြော်သွားနိုင်နေတာမှာရှိအဲ့တော့ တပတ်ကအဲဒါကျွန်တော်တို့ဒါအစစ်နှစ်လောက်ကနေပျော်နေတဲ့အသင်းသင်းကနေအခုလက်ရှိမှာအစစ်ခုနှစ်တိဆင်းသွားတယ်အသင်းသင်းလေးနေနေအန်ဆိုမိုရက်စ်ကမှာအပြေအဝတာဝန်ရှိတယ်ဒီနေ့ပိုင်ရှင်လေးဘာညာတို့ခမရအများကြီးအများကြီးညင်းလို့ရတယ်ဒါကျွန်တော်လည်းညင်းလို့ရတယ်ဒါပေမဲ့ ပြဿနာကအခုလက်ရှိမှာ Chelsea ကိုလူစည်းရေးကျန်တဲ့အသင်းတွေကလက်ရှိမှာလူစည်းရေးမရှိဘူးဆိုတဲ့စကားလုံးကိုသုံးလို့ရတယ်ချယ်စီလိုအသင်းကအခုချိန်မှာဒါလူစည်းရေးမရှိဘူးဆိုတဲ့စကားလုံးကလုံးဝအတိတ်ပဲမရှိတဲ့စကားလုံးတစ်ခုဖြစ်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။လက်ရှိမှာလူတွေလည်းဝယ်ထားတာအများကြီးပဲတောက်တောက်လေးမှာတောက်တောက်လေးကြီးကိုအကြီးကျယ်ဝယ်ထားတဲ့အသင်းသင်းဖြစ်တယ်။ချယ်စီတင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ deformation d lineup ကလွှဲရင်ဒီပြတ်နဲ့ဘာမှသိမလို့တက်ဘူးလူငယ်တွေရှိတယ်လူလက်တွေရှိတယ်လူကြီးကစားသမားတော့နေတယ်ထားပါလားခုနကပြောပြအကုန်လုံးများစွာလုပ်ပေးလို့ရအဲ့တော့ လက်ရှိမှာတိုက်စစ်ကကောင်းလာတိုက်စစ်ကလည်း IS ကမရှိဘူး။ကွင်းလယ်ပိုင်းကတော့သဘောကျတယ်တဲ့။အန်ဇူဖာနန်ဒက်စ်၊ကိုင်စီတို့၊ကိုပါမအုပ်စုကမစိုးသူ့ဟာသူဘယ်နဲ့ညီတယ်။တကောင်က DM တကောင်က CM တကောင်က AM ဆိုတဲ့ပုံစံမျိုးနဲ့တော်တော်လေးဘယ်လန့်ညီတယ်။ဒါပေမဲ့ခန်စစ်ပိုင်းကလည်းလက်ရှိမှာဒါကျွန်တော်တို့ပတ်စံနေအများကြီးတုံထားတဲ့ခန်စစ်သားပြောတယ်လက်ရှိမှာဒါငယ်မွေးချံပေါင်းနှစ်ကောင်ပဲပြန်သုံးနေရတာ။ကျွန်တော်တို့ဒါချေဝါကောက်ကျော်ကိုဝဲရတာကျွန်တော်တို့ချာလူပါရဒီကစားသမားပဲပြန်သုံးနေ။အဲ့တော့ လက်ရှိမှာဒါ Chelsea အသင်းကျွန်တော်ပြောခဲ့သူပဲဒါကျွန်တော်ဟိုလွန်ခဲ့တစ်ရက်နှစ်ရက်ကကျွန်တော်ခဏခဏပြောခဲ့သူပဲ Chelsea အသင်းအနေနဲ့အခုလက်ရှိမှာ2ဘီလီယံဒါပတ်စံသုံးပြီးဒါကျွန်တော်တို့အသင်းကဝယ်ထားတယ်ပတ်မလဲဒါကျွန်တော်တို့2ဘီလီယံသုံးထားတဲ့ပတ်စံက ဲ့လိုပုံစံမျိုးလက်ရှိ Chelsea အသင်းကိုမေးရမယ်တော့မှာပါတယ်။အဲ Chelsea အသင်းနဲ့ဒါကတစ်ဖက်ကဒါကြောင့် Fulham အသင်းကိုပြန်ပြော Fulham အသင်းကရှင်းတယ်သူတို့ရဲ့မြန်နှုံးမြင့်ကစားသမားတွေဖြစ်တဲ့ EVB တို့ဒါလက်ရှိမှာဒါနောက်ပိုင်းမှာခြေစွမ်းပြန်ပြလာခဲ့တဲ့ Sassanion တို့အုပ်စုနဲ့ဒီနေ့ပေါ်တော့မှာလုတ်ပြမယ်။ Gore United ဒါ Munich နဲ့ဒီနေ့ပေါ်တော့မှာတကူဒါအဓိကဒီနေ့ပေါ်တော့မှာစောင့်ကြည့်ရမှာကတော့ Fulham အသင်းရဲ့ Wingback ကစားသမားဖြစ်တဲ့ Robinson နဲ့ Ted Tee မျိုးရဲ့ဒါမြန်နှုံးမြင့်ဒါကျွန်တော်တို့2အယုံအားကဒါတောက်တောက်မန်တွေကိုအားပေးသွားတယ်ပြီးတော့ခုနပေါ်တော့လက်ရှိမှာဒါ Fulham အသင်းမှာလည်းဒါ Traore လို့ကစားသမားမျိုးကြီးလည်းရှိသေးတယ်။ Tyson Munia မှာလည်းဒါကျွန်တော် Jimenez လို့ကစားသမားမျိုးကြီးလည်းရှိသေးတယ်။ အဲ့တော့ဒီနေ့ပွဲစဉ်မှာ Chelsea တင်းနဲ့ Queen's ပိုင်း Better မှာအနိုင်ယူပြီး Tyson ပိုင်းကနေပြီးတော့အဆုံးသတ်သေးကြဘူးလူတယ်။ Chelsea တင်းနဲ့ဒီနေ့ပွဲစဉ်မှာခုနကပြောငါတို့အသင်းက Champion League ဝင်ခွင့်ကိုရအောင်ယူမဲ့အသေးသေးဆိုတာပြကိုပြရမယ်အသေးသေးဖြစ်တယ်ပေါ့နော်။အဲ့တော့ ဘာတွေဘလို့ဖြစ်မလဲတော့ကျွန်တော်အနေနဲ့မသိဘူးဒါပေမဲ့လက်ရှိမှာ Chelsea အသင်းနဲ့ဒီနေ့ပွဲစဉ်က9-9အသင်းနဲ့ပွဲစဉ်တော့ဘလို့မြင်နေတဖက်ကဒါကျွန်တော် Fulham ဘက်ကပြန်ကြည့်ပြန်တော့ Fulham အသင်းကလက်ရှိမှာဒါကျွန်တော် form ရအနေမြင်တတ်ကြရည်များနေတယ်သူတို့ကအသင်းကြီးတွေဆိုရင်တော့လက်ရှိမှာရလပိုင်းအဖြစ်ဒါကျွန်တော်ကောင်းအောင်ဆွဆောင်နိုင်ခဲ့တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဘာတွေဘလို့ဖြစ်မလဲဆိုတော့ဒါကျွန်တော်ပွဲချိန်က9-9ခုမှတစ်ချိန်နဲ့ကြည့်ရအောင်ဖြစ်တဲ့ကြောင့်မို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ်လို့တော့ကျွန်တော်အနေနဲ့ပုံကူရရမြင်မိတယ်ဒါပေမဲ့ Chelsea အသင်းနဲ့ဒီနေ့ပွဲစဉ်မှာအနိုင်ယူဖို့လိုတယ်ဥရောပဝင်ခွင့်နဲ့ဒီနေ့ပွဲစဉ်ကအင်မတန်မှအရေးကြီးတဲ့ပွဲစဉ်တွေဘလို့ကျွန်တော် နေနဲ့မြင်မိတယ်။အန်ဆိုဘိုရက်စ်ကလည်းဒီပွဲကိုအများကြီးအများကြီးအလေးပေးတဲ့နယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုသွားကုန်ပြပါအောင်။ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလူစပောင်းကိုကြည့်လို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment နေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 တို့လေးလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မှာဆိုကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်ဗျာ။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြွတမဗျာကောင်းမွန်တော်ဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့ညောင်မှာ AACC တွေ့ကြရပါဘောအားလုံးကြွတမိုင်းမြန်မာလေးကလစ်ပေးကြပါဗျာမြန်မာကလစ်မှာ မမြန်နိုင်ဖြစ်ပါတယ်အားလုံးပဲကြိုးတူမှာကျွန်တော်နောက်မှာ AC တွေ့ကြတာပေါ့ဒေးပါဗျာ